မကရနိုင်တော်တွင်းကပြိဿများတို့ဟာဒီကနေ့ဝါရပြိုင်ပွဲမှာဗုဒ္ဓကနိုင်မလားစွန်တန်းကနိုင်မလားဆိုတာကြိုတင်ပြီးတော့ရင်ခုန်နေကြပါလေတချို့ကလည်းဗုဒ္ဓကလက်တွေ့တရားတွေကိုဟောကြားတာဖြစ်ပြီးစွန်တန်းကတော့ကျမ်းစာတွေကကြက်မှတ်ထားသူပဲလို့ဆိုကြပါလေတချို့ကလည်းစွန်တန်းကိုဝါရပြိုင်တဲ့နေရာမှာဘယ်သူမှရှင်နိုင်မှာမဟုတ်ကြောင်းပြောနေကြပါလေမကြခင်မှာပဲမင်းကြီးစာတက်ကြွလာခဲ့ပြီးတော့ရာဇာပလင်ပေါ်နေရာယူပြီးချိန်မှာပုံနာစွန်တန်းနဲ့ရောက်လာခဲ့ပါလေတချိန်တည်းမှာပဲဘုရားရှင်လည်းကြွအောင်လာခဲ့ပြီးတော့ပုံနာကြီးကခရီးဥโจโซက နေရာထိုင်ခင်းများကိုညွှန်ပြပေးလိုက်ပါတယ်။အသီးသီးနေရာယူပြီးကြချိန်မှာတော့ပုံနာကြီးကအစာတက်မင်းကြီးရဲ့ရှေ့မှာပညာရှိသူတော်စင်နှစ်ဦးတို့အမြင့်ကြီးဖလဲကဆွေးနွေးကြဖို့နဲ့ဒီဆွေးနွေးမှုကြောင့်ကြားနာရသူပြိတ္တာပေါင်းတို့အသိပညာတိုးပွားပါလိမ့်မယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်မှာစွန်နန်းကအရှင်ဗုဒ္ဓကျွန်တော်တို့ငွေသူဖြစ်တာကြောင့်ဦးစားပေးပါမယ်။ဘယ်အကြောင်းအရာကိုစတင်မေးမြန်းလိုပါသလဲလို့မေးလိုက်ပါတယ်။ဒီကမှာဘုရားရှင်ကပြည့်စုံတဲ့ပုံနာဖြစ်ဖို့အတွက်ဘာလိုအပ်ပါတယ်လို့အသေးစိတ်သိလိုပါကြောင်းမေးတော်မူခဲ့ပါတယ် ဇုံတန်းကရှင်ဗုဒ္ဓပြေဆုံးသောပုံနာဖြစ်ဖို့အချက်၅ချက်ညီညွတ်ရပါမယ်။အဲ့ဒီအချက်တွေကဂျီနိုဘွေယာယုံစင်းရှိရမယ်။ဂါရာမန်နန်တွေကိုကျွမ်းကျင်စွာရွတ်ဆိုနိုင်ရမယ်။ပုံနာမျိုးရိုး9ဆက်ကစဉ်းစားလာသူဖြစ်ရမယ်။ပြေဆုံးသောအသိပညာရှိသူဖြစ်ရမယ်။တည်တဲ့အတိုင်းကျင့်တဲ့အကျင့်ကောင်းလည်းရှိရမယ်လို့ဆိုခဲ့ပါတယ်။ဘုရားရှင်ကအခုပြောတဲ့အချက်တွေထဲမှာဘယ်အချက်တွေကအရေးကြီးဆုံးအချက်ပါလဲလို့မေးခဲ့ပြီးတော့ဇွန်တန်းကနောက်ဆုံးအချက်နှစ်ခုကအရေးကြီးဆုံးဖြစ်ပါတယ်။ဂျီနိုဘွေယာရုပ်ရည်ရှိဖို့ဂါရာမန်နန်တွေကျွမ်းကျင်ဖို့နဲ့ မျိုးရိုးကောင်းမှုဆိုတာတွေကအရေးကြီးဆုံးမဟုတ်ပါအဓိကအချက်ကပြည့်စုံသောအသိပညာရှိဖို့နဲ့အကျင့်ကောင်းရှိဖို့ကပိုအရေးကြီးပါတယ်လို့ဆိုလိုက်ပါတယ်ပုံနာကောင်းတယောက်ရဲ့တတ်မှတ်ချက်တွေကိုရှော့ချလိုက်တဲ့စုံနှဲရဲ့စကားကြောင့်ပရိသတ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်လို့ပုံနာတစ်ပါးကလည်းစုံနှဲအဖြေအမှန်ကန်ခြင်းမရှိပါဘူးဆိုပြီးထပြီးကန့်ကွက်ပါတော့တယ်တခြားပုံနာတစ်ပါးကလည်းဗုဒ္ဓအကောက်ကြံပြီးတော့မေးတာဖြစ်ပြီးဒါဟာတတ်တတ်ဗျမနာပုံနာတွေကိုစော်ကားတာပဲလို့ဆိုလိုက်တာပါဒီခါမှာဘုရားရှင်ကပညာရှိစုံနှဲကိုလေးစားသောအဖြစ် အားလုံးတိတ်ဆိတ်ပေးဖို့နဲ့တကယ်လို့စွန်းနှန်းကိုမယုံကြည်တော့ရင်တခြားပုံနာတစ်ပါးကိုအစားထိုးနိုင်ကြောင်းဖျားရှင်ကတော့မြည်သူနဲ့မဆိုတရားအမေးပြေဆက်လုပ်နိုင်ကြောင်းမိလိုက်ရမှာအားလုံးပြန်ငြိမ်သွားကြပါလိမ့်ဒီခါမှာပုံနာစွန်းတန်းကသူ့ရဲ့စကားကိုဆက်လက်ပြီးတော့ရှင်းပြပါလိမ့်စွန်းတန်းကဥမာအပြင်ပုံနာတစ်ပါးဟာရုပ်ရည်ချောမောပြေပြေနေမယ်မျိုးရိုးကလည်းအလွန်ကောင်းတဲ့ပြေဝေဒကျန်းစာတွေကိုလည်းနှံ့ဆက်ကျွမ်းကျင်နေခဲ့တောင်အဲ့ဒီသူဟာအပြစ်မဲ့သူများကိုတတ်ဖြတ်ခြင်းလိန်လေခြင်းအဓမ္မပြုခြင်းနဲ့သူတစ်ပါးပစ္စည်းတွေကိုခိုးယူခြင်းတွေပြုလုပ်နေခဲ့ပါလိမ့် ပုံနာဖြစ်တတ်မှတ်လို့မရကြောင်းဒါကြောင့်မုံမြတ်တဲ့အကျင့်နဲ့ပြည့်စုံတဲ့အသိပညာဆိုတဲ့အချက်နှစ်ချက်သီးသာပုံနာတပါးအတွက်အရေးကြီးဆုံးလိုအပ်ချက်များဖြစ်ကြောင်းကိုဆိုလိုက်ပါလိမ့်အဲဒီကမှာဘုရားရှင်ကဆက်ပြီးတော့အဲ့ဒီအချက်နှစ်ခုထဲမှာဘယ်အချက်ကပို့ပြီးတော့ရေးပါတယ်လဲလို့မေးတော်မူခဲ့ပြန်ပါလိမ့်ပုံနာကြီးကအသိပညာနဲ့အကျင့်ကောင်းဆိုတာခွဲခြားလို့မရကြောင်းဥမာအဖြစ်လက်နက်ဖက်ပေါင်းမှတစုံဖြစ်တယ်လို့အသိနဲ့အကျင့်ဟာလဲအချင်းချင်းအမိသေးပြုပြီးတော့တီးရှိနေကြောင်းအသိပညာနဲ့အကျင့်ကောင်းတို့ဟာကုသိုလ်ကောင်းမှုကိုဖြစ်စေပြီးတော့ ကိုသူကောင်းမှုဟာကိုယ်စိတ်ကိုညံလင်းပေးနိုင်ကြောင်းနဲ့ဒါဟာဘဝတစ်ခုရဲ့အရေးကြီးဆုံးတော့ချက်ပဲဖြစ်ပါကြောင်းဆိုခဲ့ပါတော့လေဇုံနဲ့စကားဥစားရတက်ကနှစ်ထောင်းအားရစွာနဲ့ချီကျူးစကားဆိုလိုက်ပြီးတော့ဗျာရှင်ကလည်းဗာများထပ်ပြီးတော့မေးလိုပါလဲလို့ဆိုလိုက်ပါလေဗျာရှင်ကဇုံနဲ့စကားတွေဟာမှန်ကန်ကြောင်းအသိပညာနဲ့အကျဉ်းကောင်းဆိုတာဘဝအတွက်တန်ဖိုးအရှိဆုံးသောအရာများဖြစ်ကြကြောင်းမိန့်တော်မူပါလေပြီးတော့မှအဲ့ဒီအသိပညာနဲ့အကျဉ်းကောင်းတွေကိုအခြေခံပြီးတော့အမြင့်ဆုံးသောဉာဏ်အလင်းကိုရအောင်ဘယ်လိုကျင့်ဆောင်ရပါမလဲလို့မေးတော်မူလိုက်ပါတော့လေ ရာရှိရဲ့မင်းကိုကြောင့်အားလုံးတိတ်ဆိတ်ငြိမ်သက်သွားသလိုစွန်တန်းကိုတိုင်းလည်းဖြေးစရာစကားရှာမတွေ့ပဲရှိနေပါတော့တယ်အတော်ကြာတဲ့ခါကျတော့မှစွန်တန်းကဘုရားရှင်ကိုလက်အုပ်ချီမိုးကာအရှင်ဂေါတမဒီမေးခွန်းကိုကျွန်တော်ဖြေဖို့မတတ်နိုင်ပါအသိကိုတိုင်းသာဖြေးချပေးပါတော့ကျွန်တော်ကစံစာများဟုသာမှတ်သားထားသူဖြစ်ပါတယ်သင်ကတော့ကိုတိုင်းကြင့်ကြံပြီးအတုမရှိသောညံလေးနဲ့ဗုဒ္ဓဖြစ်လာသူပါဒါကြောင့်ညံလေးပိုင်ရှင်ကကျွန်တော်တို့ကိုညှွန်ပြပေးတော်မူပါလို့ဆိုခဲ့ပါတော့တယ် ဘုရားရှင်ကတန်တရာမှလွတ်မြောက်ရာလမ်းမှာအဆင့်၃ခုရှိကြောင်းနဲ့ထိုຢာတွေကတီလတမာရီပညာဆိုတဲ့လေကားတစ်တွေဖြစ်ကြောင်းတီလတရားကောင်းမွန်မယ်ဆိုရင်တရားကျင့်ကြံမှာတမာရီတရားကိုအထောက်ပံ့ပေးနိုင်ကြောင်းတမာရီတီးပြီးတော့ကျင့်ကြံမှုအားကောင်းနိုင်ပညာဉာဏ်ဆိုတာဖြစ်တည်လာမှာဖြစ်ကြောင်းအဆိုပါတီလတမာရီပညာတို့ကိုကောင်းစွာစောင့်တည်နိုင်ပါကလောဘဒေါသမောဟတဲ့တဏှာဆွဲတွေကိုပယ်ခွာနိုင်မှာဖြစ်ကြောင်းဒီလိုဆိုရင်စစ်မှန်သောလွတ်လပ်မှုနဲ့ပျော်ရွှင်မှုအတိပြီးတဲ့ စိတ်အစဉ်ဟာတူနိုင်ရာမဲ့တဲ့ငိမ့်အေးရာကိုစိုက်ရောက်ပါလိမ့်မယ်လို့ဟောကြားတော်မူခဲ့ပါတော့တယ်။ဘုရားရှင်ရဲ့တရားဒေသနာအဆုံးမှာစွန်တန်းဟာဘုရားရှင် ရှိကိုဒူးတော်ရှိခိုးကအိုအရှင်ဂေါတမအတရားကျွန်ုပ်ရဲ့အမြင်ကိုဖွင့်ပေးလိုက်သူပါကျွန်ုပ်ကအဝိဇ္ဇာအမှောင်လူကြီးတွေကနေလွတ်မြောက်လာရပါပြီကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်နဲ့လက်ခံပေးပါတော့လို့ဆိုကယဟန်ပြုတ်ခွင့်တောင်းခံခဲ့ပါတော့တယ်အဲ့ဒီချိန်မှာပဲကိုဝင်ရင်မှာပုံစံနဲ့စိန်စမာနာအားလုံးရှိကိုရဲတင်းစွာဝင်ရောက်လာခဲ့ပြီးတော့ ။ဗုံသားကြီးကသူမကိုဘာကြောင့်အခွင့်မရှိဘဲဝင်လာရသလဲလို့မေးလိုက်ပါတယ်။စိန်သမားနာကသူမစီမမလာမဖြစ်တဲ့အကြောင်းကိစ္စရှိနေကြောင်းနဲ့ဘုရားရှင်စီကအဖေတခုကိုရရှိဖို့လိုအပ်နေတယ်လို့ဆိုလိုက်ပါတယ်။ဗုံသားကြီးကဗုဒ္ဓနဲ့မေးပြေလို့ချင်းသူ့ရဲ့အကြောင်းတော်မှာသွားလို့ပါဆိုပြီးတော့မောင်းထုတ်ပေမဲ့အဇာရတက်ကလန်တားလိုက်ပြီ။"သင်မေးလို့ရကူကုချက်ချင်းဗုဒ္ဓကိုမေးနိုင်တယ်လို့ဆိုလိုက်တာပါ"စိန်သမားနာကရှင်ဗုဒ္ဓသင်ဟာအများသူငါကိုတရားလမ်းညွှန်ပြပေးနေသူပါလေသာကြီးညိုပွဲရာကောင်းပါပြီလေ။ ဒါပေမဲ့တင်ကျွန်တော်ကိုတော့နည်းနည်းလောက်စိတ်ပူပေးသေးပါတယ်ကျွန်တော်ကတင်းရဲ့ရင်သွေးကိုလွယ်ထားတာပါတင်းရဲ့ရေသွေးတော့တာဝန်ယူမှုတော့ရှိသေးပါတယ်ဆိုပြီးတော့ဆွဆွဲပါတော့တယ်ဘေးနာဒေဝရက်ကတင်ဗုဒ္ဓဝတိလိုဆွဆွဲတင်းကရဲတင်းလို့နေပြီဗုဒ္ဓကိလေသာပေါင်းမှကင်းစင်သူဆိုတာတင်းမသိလျော်သလားလို့ဆိုကဘုရားရှင်ကိုကာကွယ်မဲ့ဟန်လုတ်ပြပါတယ်ဘုရားရှင်ကဒေဝရက်ကိုလှမ်းတလိုက်ပြီးခြေသမီးစိန်စမာနာတင်းပြောတဲ့အကြောင်းကိစ္စအမှန်တရားဟုတ်မဟုတ်သိနိုင်တဲ့သူဟာတင်းနဲ့ကျွန်တော်နှစ်ဦးသာရှိပေတယ်ဆိုပြီး တခုနဲ့သာပြန်မိတ်တော်မူခဲ့ပါလိမ့်ပရိသတ်တို့ကလည်းဒီကိစ္စကိုသေချာဆင်ဆဲရမယ်ဆိုကစိန်စမာနာကိုဆွဲခေါ်ကြတဲ့အခါသူမလည်းကြောက်ဝါလန်အားနဲ့ယုံကံပါတော့တယ်အဲဒီလိုယုံကံရဲ့ဘိုက်ထဲကအဝတ်ထုတ်ကြီးထွက်ကြလာပြီးတော့သူမရဲ့ကုံဝါအတူကြီးပြေချောင်ပေါ်သွားပါတော့တယ်အစားရတက်လည်းစိန်စမာနာကိုရဲမှန်များနဲ့ဖမ်းချုပ်ဆေးလိုက်ပြီးတော့အဲဒီချိန်မှာဘုရားရှင်ကမင်းကြီးကိုမင်းကလေးရဲ့အသက်ကိုချမ်းသာပေးလိုက်ဖို့နဲ့ကိုတော့အနေနဲ့ခွင့်လို့ပေးပါတယ်လို့မိန့်လိုက်ပါတယ်ဒါမဲ့အစားရတက်က တင်ဟာအမြင့်ဆုံးညံပါရှင်ဖြစ်လို့ခွင့်လွန်နိုင်ပြီမေကျွန်တော်ကတော့မာဂရာဘီရဲ့ဧည့်သည်တော်ကိုဆွဆွဲပြောဆိုသူကိုတောင်းဝန်ရှိတဲ့အတိုင်းပြစ်ဒဏ်ပေးရပါလိမ့်မယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။အိုင်နောင်စိန်စမာနာကိုအချင်းအောင်နဲ့ဖမ်းထည့်လိုက်ကြပြီးတော့ညာဘိုင်းမှာတော့အချင်းအောင်လေးကိုအစာတက်နဲ့ဒေဝရတ်တို့ရောက်လာကြပါတော့တယ်။အစာတက်မင်းကြီးကကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲလား။ဒီလိုအမှုကိစ္စမျိုးကမင်းသားဒေဝရတ်ရဲ့လက်ချက်ပဲလို့ကျွန်တော်တွေးထင်နေပြီးသားပါပဲလို့ဆိုလိုက်တာပါ။ဒေဝရတ်ကဒီလိုကြီးဖြစ်လာလိမ့်မယ်လို့မထင်နိုင်ဘူးလို့ဆိုတဲ့အခါမှာအစာတက်က ။သင်ကဒေါသထွက်လာရင်အမြဲအတိညာမဲ့သွားတာပဲ။သင်ကကျွန်တော်တို့ရဲ့မဟာမိတ်ဆက်ဆံရေးကိုဖျက်ဆီးခဲ့ပေမဲ့ကျွန်တော်ကမဖျက်ဆီးချင်လို့ဒီမျိုးသမီးကိုထိမ့်သိမ်းထားပေးတာလို့ဆိုလိုက်ပါလေ။ဒေဝရက်ကသူ့ကိုဘာကြောင့်ဒီမြေရောက်ချင်းခိုင်မှာဖမ်းချုပ်ထားတာလဲလို့မေးလိုက်ရမှာ။ကျွန်တော်ရဲ့မေတ္တာတရားကြောင့်လို့ပဲဆိုရမှာပေါ့။အမျိုးသမီးကိုဒီတိုင်းလွှတ်ထားရင်ဗုဒ္ဓဆီမှာသူမရဲ့အမအကိုဝင်ချတောင်းပန်လိမ့်မယ်။ဒီကမှာနောက်ွယ်ကဂျိုးကိုင်နဲ့တဲ့ရဲ့နာမည်လဲပေါ်ထွက်လာလိမ့်မယ်။ဒါဆိုရင်တော့တင့်ကိုသာသနာဘောင်ကနေနှိမ့်ထုတ်ခံရလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဒီခါမှာဒေဝရက်က ။ဒီမှာဗုဒ္ဓရဲ့အသက်ကိုလှုပ်ကြံမဲ့အစီအစဉ်ရှိတယ်လို့ဆိုခဲ့ဘူးတယ်မဟုတ်လား။ဒီမျိုးသမီးကိုလွတ်ပေးလိုက်ပါ။ပြီးရင်ကျွန်တော်တို့ပူပေါင်းကြံစီကြတာပေါ့လို့ဆိုလိုက်ပါလေ။ဒါမဲ့အဇာတသက်ကကျွန်တော်အချိန်နေတဲ့အချိန်ကာကောင်းကိုစောင့်ရလိမ့်မယ်။အခုလက်ထဲမှာအသွားနှစ်ဖက်ပါတဲ့ဓာတ်တစ်လက်ရောက်ရှိနေပြီ။ဒီဓာတ်ကိုဘယ်လိုအသုံးပြုမလဲဆိုတာကတော့အချိန်ကပဲအဆုံးဖြတ်ပေးပါလိမ့်မယ်လို့ဆိုခဲ့ပါတော့တယ်။နောက်မှာဇာတသက်ဟာရဟန်းဖြစ်ခံယူလိုက်တဲ့ပုံနာစုံတန်းကိုရှေ့တော်မောက်ဆင့်ခေါ်စေခဲ့ပြီးဉာဏ်ပညာတွေနဲ့ပြည့်စုံပါတယ်ဆိုတဲ့ပုံနာကြီး ။တင်ရခုတော့မိမိရဲ့ဘာသာဦးတော်ဆုံးလို့လိုက်ရပါလား။စိတ်မကောင်းစရာပဲလို့ဆိုလိုက်ပါလေ။ယဟန်ကကျွန်ုပ်ဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်တဲ့ပေါ်တဲ့အနေနဲ့စိတ်ဆိုးဒေါသထွက်နေခဲ့တာကိုလည်းစိတ်မကောင်းပါဘူးလို့ဆိုခဲ့ပါရယ်။အဇာတတကသင်ကျွန်ုပ်လောက်တော့ခံစားမှာမဟုတ်ပါဘူး။သင်ဟာပုံနာသူတရလုံးပြေမာဂရတိုင်းပြည်ကိုပါအဆက်ရစေခဲ့တယ်။သင်ရဲ့ဆက်ယုံွယ်လောက်ရက်ကိုဘလို့ဖြည့်ရှင်းချက်ပေးခြင်းတည်းလို့မေးလိုက်ပါရယ်။ယဟန်ကဗုဒ္ဓနဲ့ဝါရပြိုင်ခဲ့စဉ်ကကျွန်ုပ်အနေနဲ့ပညာမှန်အတော်မောက်ခဲ့ ဒါပေမဲ့ဗုဒ္ဓရဲ့အရှိန်အဝါကိုမြင်လိုက်ရချိန်မှာပညာမန်တွေအားလုံးပျို့ဆင်းသွားပါလေကျွန်တော်ကဗျမနာနယ်ဝင်တွေကိုအချက်ရစေခြင်းလို့ရဟန်းပြုခဲ့ခြင်းမဟုတ်ပါယုံနံတရားတွေရဲ့နတ်နဲမှုကိုအဖြေရှာဖို့ရဟန်းပြုခဲ့ခြင်းသာဖြစ်တယ်ပျော်ရွှင်မှုဝမ်းနည်းမှုတွေကိုအနိုင်ယူပြီးအင်းငိမ့်ရာအစ်စ်ကိုသာကျွန်တော်ရှာဖွေလိုတယ်လို့ဆိုလိုက်ပါလေအစားတသက်ကတဲ့ရဲ့အင်းငိမ့်ရာကိုမရောက်ခင်မှာအပြစ်ဒဏ်ဝင်ခံယူရမှာနားမလဲတာလားလို့မေးလိုက်တဲ့အခါမှာရဟန်းကမင်းကြီးသင်္ဖန်နဲ့ထင်းလို့လုတ်ပိုင်ခွင့်ရှိပါတယ်ကျေပြောလုံးနဲ့အသိပညာကိုရှာဖွေကြတဲ့အခါ ဘယ်တော့မှရောင်ရဲခြင်းဆိုတာမရှိတတ်ကြပါလူရဲ့လောဘပင်လယ်ကြီးလိုပဲဘယ်လိုဖြစ်ဖြစ်ပြည့်တယ်ဆိုတာလည်းမရှိနိုင်ပါဒါပေမဲ့မိမိရဲ့စိတ်ကိုထိန်းချုပ်နိုင်သူကတော့အရာအလုံးကိုအောင်နိုင်သူဖြစ်ပါလိမ့်မယ်လို့ဆိုလိုက်ပါလေအစားတသက်ကတင်းကဝမ်းနေမှုတွေကိုနိုင်ပြီးအောင်နိုင်သူဖြစ်ချင်တာလားဒီလိုဆိုရင်လည်းတင့်အတွင်းစိတ်ကိုတကယ်ထိန်းချုပ်နိုင်ပြီလားကြည်ရသေးတာဗောလို့ဆိုကအချက်ပြလိုက်ပါလေဒီကမှာရဲမန်များကယဟန်မိဘများကိုတန်ချိုးများနဲ့ချီနှောင်ကခေါ်လာခဲ့ကြပါတော့ဒီယဟန်က ကျွန်တော်ပြုမိတဲ့အပြစ်ကိုဘာကြောင့်မိဘများကိုပြစ်ဒဏ်စီရင်ရတာလဲလို့မေးရမှာအစာတသက်ကဒီအစီအမှုကအပြစ်ရှိသူကိုပို့ပြီးနာကျင်ထိခိုက်ပါစေလိမ့်မယ်ကျွန်တော်ရဲ့ပြစ်မှတ်ကိုမလွဲစေရပါဘူးလို့ဆိုလိုက်ပါတယ်ရန်ကမိဘများကိုဥချတောင်းပန်တဲ့ခါမှာမိဘများကပညာဉာဏ်ပြည့်စုံတဲ့ပုံနာတူပါမှန်ကန်တဲ့လမ်းကိုပဲရွေးတတ်တယ်ဆိုတာသင်သက်သေးပြခဲ့ပါပြီကျွန်တော်တို့အတွက်ဝမ်းနဲ့မနေပါနဲ့သင်ရဲ့ရွေးချယ်မှုကိုကောင်းကြီးပေးပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ဒေဝဒါကသူရဲမှတချို့ရဲ့အကူအညီနဲ့ အကျဉ်းအောင်တွေကစိန်စမာနာကိုခေါ်ထုတ်လာခဲ့ကြပြီးသူမကဒီကျွန်ုပ်ကိုလာခဲ့မယ်ဆိုတာကျွန်ုပ်သိပါတယ်ဒါပေမဲ့ဘာကြောင့်ဒီလောက်ကြာနေရတာလဲလို့မေးလိုက်ပါတယ်ဒီဝရကကျွန်ုပ်အချိန်ကာကောင်းအောင်စောင့်နေရတာခုမှပဲအခွင့်အသင်းလို့ကဲထုတ်လို့ရတော့တယ်စိတ်မပူပါနဲ့သင်ုံထာဝရဘေးကင်းတဲ့နေရာကိုကျွန်ုပ်ပို့ပေးပါမယ်လို့ဆိုလိုက်ပါတယ်အဲဒီနောက်ရဲမတ်ကိုအချက်ပြလိုက်ရာမရဲမတ်ဖြစ်သူဟာစိန်စမာနာကိုလဲပေးညက်ကအဆုံးစီရင်ပြစ်လိုက်ပါတော့တယ်ဒီဝရကအသေးဆုံးသွားတဲ့လောင်းကိုကြည့်ကသင်ရဲ့ဘွားကကျွန်ုပ်တို့အသုံးမလို့တော့ဒါမဲ့ တတ်မဲ့ရုပ်လောင်းကတော့တနည်းအားမအသုံးဝင်ပါလေဦးမယ်။တခါလီမှာမြင်ရတဲ့သူတွေအတွက်တာမန်လူတွေကိုစရေပြရတယ်လို့ဆိုလိုက်ပါတော့တယ်။မနက်ခင်းမှာဘုရားရှင်ကတရားရှုမဲ့လဲကြီးပြီးတော့အဲဒီချိန်မှာခွေးအောင်တန်များနဲ့ကြီးငံ့များရဲ့စူးစူးဝါးဝါးအော်တန်များကိုကြားလိုက်ရပါတယ်။အာနန္ဒာကအရှင်ဗျာဒီလောက်ဆူညံနေချိန်မှာတရားမှတ်လို့ရနိုင်ပါမလားလို့မေးလျှောက်ခဲ့ပြီးတော့ဘုရားရှင်ကဆူညံတန်ကြောင့်နှောက်ရက်ဖြစ်သူဟာဓမ္မရီမတီသေးတဲ့သူဖြစ်ကြောင်းနဲ့ဒိဋ္ဌိဆန်တွေလောက်ဆူညံနေတာအကြောင်းတစ်ခုခုကြောင့်ဖြစ်လိမ့်မယ်ဆိုကရှင်အာနန္ဒာကိုသွားကြည့်စေခဲ့ပါတယ်။ ရာနန္ဒာသွားကြည့်တဲ့ခါမှာတော့အဝိစာလေးတစ်ခုပေါ်နေတာကြောင့်ဆွဲထုတ်ကြည့်လိုက်ရာကမြေမြုပ်ထားတဲ့အလောင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အလောင်းကိုဒူးဖော်လိုက်ကြပြီးတော့စေတူကြီးဗန်ဒူးကိုစစ်ဆေးစေတဲ့ခါမှာတော့ဗန်ဒူးကအလောင်းဟာတနည်းအားမအသက်ခံပြီးတော့မှဘုရားရှင်အကြောင်းသင်ခန်းထားမှာလာမြုပ်ထားတာဖြစ်ကြောင်းတေဆုံးသူမျိုးသမီးကလည်းဘုရားရှင်ကိုဆွဆွဲသူဖြစ်နေတာကြောင့်ဒါတသက်မဲ့ဗုဒ္ဓမကျေနပ်ချက်နဲ့အမျိုးသမီးကိုတတ်ဖြတ်ခဲ့လို့စီစဉ်ထားတာပဲဖြစ်ကြောင်းစေတူကြီးနေတဲ့ဒီစီစဉ်မှုရဲ့နောက်ွယ်ဟာတရားခံအစ်ကို ရှာဖွေဖော်ထုတ်ပေးမယ်အကြောင်းကိုလျှောက်ထားခဲ့ပါတယ်။ဗျာရှင်ကဒီမျိုးသမီးအားကျူးလွန်ခဲ့မိတဲ့အပြစ်နဲ့မမျှအောင်ဒဏ်ခတ်ခံခဲ့ရကြောင်းနဲ့အလောင်းကိုဒလိထုံးစံတိုင်းမိသူကြိုလိုက်ကြဖို့မိန့်ကြားခဲ့ပါတော့တယ်။နောက်ရမှာတော့ဗုဒ္ဓရဲ့အကြောင်းသင်ခန်းအားမှာမျိုးသမီးလောင်းကိုရှာဖွေတွေ့ရှိတဲ့တဲ့ရင်ဟာကိုရှဲတမျိုးလုံးပြန့်နှံ့သွားခဲ့ပါတော့တယ်။မျိုးသားများကဗုဒ္ဓနဲ့တာဝကများဟာသူတော်စင်ဟန်ဆောင်ပြီးတော့နောက်ွယ်မှာအပြစ်များကျူးလွန်နေကြကြောင်းပြောဆိုနေစင်ပါပဲ။ဆုံးငံကြွလာတဲ့ယဟန်များကိုမြင်လိုက်ရပါတယ်။ မျိုးသားများကတင်းတော့အပြင်းမဲ့သလိုဟန်ဆောင်ပြီးတော့သင်ငန်းတွေကိုခြုံထောင်းနေကျွန်တော်တို့ကိုလဲစားနိုင်မယ်ထင်းနေတာလားလို့ဆိုကမောင်းထုတ်ပြစ်ကြပါလေနောက်ဆုံးမှာမျိုးထဲမှာလုံးဝစွန့်ခံရတဲ့အထိဖြစ်လာခဲ့ပြီးတော့ရန်များကဘုရားရှင်နဲ့မှာဖြေရှင်းမှုနီလန်တောင်းခံလာကြပါလေဘုရားရှင်ကအမုံတရားကိုအမုံတရားနဲ့ပြန်လဲခြေပြတ်မရနိုင်တာကြောင့်မေတ္တာစိတ်သာထားရှိကြဖို့လောကမှာအရာအလုံးမှောင်မိုက်သွားခဲ့ရင်တော့နေလနဲ့အမှန်တရားဒီသုံးခုကိုဘယ်ရမှမဖုံးကွယ်နိုင်ကြောင်းဒီကာလအလွန်ခက်ခဲနိုင်ပေမဲ့အလုံးတရားဓမ္မနဲ့သာ ဆက်လက်ရှင်းသန်းဖို့ကြိုးစားမှာဖြစ်ကြောင်းမိန့်တော်မူလိုက်ပါလိမ့်။ရန်နဘာကဆုံးကိစ္စကိုသီးခံလို့ရပါမယ်။ရေစာလောင်ချင်းကတော့ပြဿနာပိုကြီးတယ်လို့ဆိုလာတဲ့အခါဘုရားရှင်ကရေစာချင်းကိုတတ်တာစီမဲ့ယောဂနီးတစ်ခုရှိချောင်းနဲ့မိမိရဲ့ဗဇက်ကိုဟပြီးတော့ရှာကိုအပြင်ထုတ်ကာဗဇက်ကိုအသုံးပြပြီးတော့အသက်ရှူရင်ရေစာလောင်ချင်းကိုတတ်တာစီလိမ့်မယ်လို့မိန့်တော်မူပါလိမ့်။အဲ့ဒီချိန်မှာပဲတည်တည်များစွာကိုယူဆောင်လာတဲ့ရဟန်းများကိုမြင်လိုက်ကြပြီးရဟန်းများရဲ့နောက်မှာတော့အန်ဘပါဠိနဲ့တားဖြစ်သူဂျီဘတ်တို့လိုက်လာကြတာပါ အမပါလီကရောက်အချိန်မှာဒီသတင်းကိုအသိနောက်ကြတာကြောင့်အခုမှရောက်လာကြောင်းနဲ့သူမတတ်နိုင်တဲ့လောက်စားတော့ဖွေရကိုယူဆောင်လာခဲ့ကြောင်းရှောက်ထားလိုက်ပါလေဒီအဖြစ်ကိုကြည်ကဘုရားရှင်ကရဟန်းများကိုတရားဓမ္မကိုစောင့်ရှောက်သူစီမကောင်းသောလက်တစုံကနှောက်ချက်ခဲ့ရင်ကောင်းသောလက်အစုံပေါင်းတရာကပြန်စောင့်ရှောက်ပါလိမ့်မယ်လို့မိန့်လိုက်ပါလေအဲနောက်ဘုရားရှင်ကဂျီဘက်ကိုဒင်းဒီကိုလာခြင်းကအခြားအကြောင်းတစ်ခုလည်းရှိသေးတယ်မဟုတ်လားလို့မေးလိုက်ရမှာဂျီဘက်ကငယ်စဉ်ကလေးကဘုရားရှင်ကိုအလိုမဲ့ကြီးညိုခဲ့ကြောင်းရှောက်ထားလိုက်ပါလေ အမ်မပါဠိကလည်းတားတော်ဟာတက်ကတိလာပြီးမှဈေးပညာကိုပြီးဆုံးတိုင်သင်ကြားခဲ့ပြီးတဲ့နောက်မှာဘုရားရှင်ကိုအလုံကျွေးပြုကျင်တယ်လို့ဆိုလာကြောင်းနဲ့တစ်ချိန်တည်းမှာပဲတရင်ဆိုးကိုကြားရတာကြောင့်ရှိသမျှစားတော့ဖွေရရင်းနဲ့အတူရောက်လာခြင်းဖြစ်ကြောင်းရှောက်ထားလိုက်ပါလိမ့်။ဘုရားရှင်ကအမ်မပါဠိကလည်းသူမဘဝရဲ့တန်ဖိုးထအဆုံးဖြစ်တဲ့တားတော်ကိုသာသနာတွင်းကိုဆောင်လာခြင်းဖြစ်ကြောင်းနဲ့မိခင်တူကတားဖြစ်သူကိုလွတ်မြောက်လမ်းကြောင်းပေါ်ကိုတင်ပေးခြင်းဟာအလွန်ကောင်းမွန်သောလောက်ရပဲဖြစ်ကြောင်းမိန်ကြားခဲ့ပါလိမ့်။အမ်မပါဠိကဂျီဗတ်ဟာသူတက်မြောက်ထားတဲ့ဈေးပညာနဲ့ ဘုရားရှင်နဲ့တကွရဟန်းများအလုံးကိုအလုတ်ကျွေးပြုလိုကြောင်းကိုဆိုလာတဲ့အခါမှာဘုရားရှင်ကကျောင်းအတွင်းမှာနာမကျန်းတဲ့ရဟန်းတစ်ပါးရှိကြောင်းမိန့်ကရှင်သာရိပုတ္တရာကိုလိုက်ပို့ပေးစီလိုက်ပါတယ်။အဲနောက်ဘုရားရှင်ကအံပါပါဠိကိုရဟန်းများခက်ခဲနေတဲ့အချိန်မှာစွန်းကိစ္စအတွက်လူရန်ခဲ့ုံများမကကျောင်းတော်ကိုတမားတော်တစ်ပါးပါခေါ်ဆောင်လာခြင်းဟာကြီးမားတဲ့ကောင်းမှုတစ်ခုပဲဖြစ်ကြောင်းမိန့်တော်မူခဲ့ပါတော့တယ်။တပတ်မှာစစ်သူကြီးဗန်ဒူးဟာရဲမှန်များနဲ့သူစိန်သမားရဲ့အမှုနဲ့ပတ်သက်တဲ့ဒဲလုံစားတွေကိုစူးစမ်းရှာဖွေလျက်ရှိနေခဲ့ပါတယ်။ စိန်စမာနာနေထိုင်တဲ့တဲအိမ်တွင်မှွေနောက်ရှာဖွေရမှာအဖိုးကြီးလုံးနဲ့ရွှေဆွဲကြိုးတစ်ခုကိုရှာတွေ့ခဲ့ပြီးဆွဲကြိုးပေါ်မှာတက်ကြတိုင်းပြည်တော်ဝင်တစိ့ကိုခတ်နှိပ်ထားတာမြင်လိုက်ရပါတယ်။ဒါနောက်ဘုရားရှင်စီကိုသွားဦးကဆွဲကြိုးကိုပြသခဲ့ပြီးတော့ဆွဲကြိုးပေါ်မှာတက်ကြတိုင်းပြည်တော်ဝင်တစိ့ပါရှိနေတာကထူးဆန်းနေကြောင်းစိန်စမာနာဟာတက်ကြတိုင်းရဲ့တော်ဝင်မျိုးနွယ်တူနဲ့ပတ်သက်နေပြီးတော့အဲ့ဒီလူဟာဘုရားရှင်ရဲ့ဂုံတိတ်ကာကိုညှိုးနှံစေခြင်းနေသူပဲဖြစ်ကြောင်းဒီကြောင်းတော်တွင်မှလည်းတက်ကြတိုင်းပြည်တော်ဝင်မင်းသားများရဟန်းပြုလျက်ရှိတာကြောင့် ဒီဆွဲချုပ်ကိုသိတဲ့သူရှိနိုင်ကြောင်းရှောက်ထားခဲ့ပါတယ်။ဒါမဲ့ဘုရားရှင်ကရဟန်းများအလုံးကလက်ဝတ်လက်စားများကိုစွန့်ပယ်ခဲ့တာကြားပြီးဖြစ်တာကြောင့်မမှတ်မိနိုင်တော့ကြောင်းကိုမိန့်တော်မူခဲ့ပါတယ်။ဗန်ဒူးကစိန်စမာနာရဲ့အိမ်ကြီးချင်းများပြောပြချက်ရလွန်ခဲ့တဲ့တစ်နှစ်ခန့်ကညာပိုင်းအချိန်မှာစိန်စမာနာစီကိုတော်ဝင်မင်းသားတစ်ပါးရောက်လာတာကိုမြင်မှုကြောင်းဒီချက်ကိုကြည်ချင်းအဖြစ်တစုံတယောက်ဟာဗုဒ္ဓနဲ့တာဝကတွေနာမည်ပြက်အောင်ကြံစီကြောင်းထင်ရှားတာကြောင့်နောက်နေမှာပဲဒီသတင်းကိုတစ်မျိုးလုံးကိုထုတ်ပြန်မှာဖြစ်ကြောင်းဒါဆိုရင်မျိုးသားများလည်းအတန်တရာကင်းရှင်းပြီးတော့ ပုံမှန်တိုင်းစွန့်ပြန်လောင်းလူကြမယ်အကြောင်းကိုလျှောက်ထားခဲ့ပါတယ်။အာနန္ဒာကတော့ဇွဲကျိုးကိုတေချာယူကြည့်လိုက်ရမှာဇွဲကျိုးပိုင်ရှင်အားဒေဝတက်ဖြစ်နေမှချက်ချင်းသိလိုက်တာကြောင့်အားလုံးလူစုခွဲသွားချိန်မှာဒီကိစ္စရဲ့နောက်ွယ်မှာရှိသူဟာဒေဝတက်ပဲဖြစ်တဲ့အကြောင်းလျှောက်ထားလိုက်ပါတော့တယ်။ဘုရားရှင်ကဒေဝတက်ကိုဆွဆွဲဖို့လုံလောက်တဲ့တတ်တည်မရှိရင်အခုလိုမပြောတင်ကြအောင်အမှန်တရားဆိုတာဖုံးကွယ်လို့မရတာကြောင့်ဒေဝတက်သာအပြစ်ကျူးလွန်သူအမှန်ဖြစ်ခဲ့ရင်သူ့ရဲ့တရားကသူ့ကိုပြင်းထန်စွာစီရင်လိုက်မှဖြစ်ကြောင်း အပြစ်စီရင်ခံအချိန်မှာဒေဝဒတ်ဟာမှန်တရားကိုနားလည်ပြီးအင်ဂုလိမာလာရဲ့ပြောင်းလဲမှုမျိုးလိုပဲသူ့ကိုယ်သူပြောင်းလဲလိုက်မှာဖြစ်ကြောင်းလူတော်ဦးကအဝိဇ္ဇာမောင်လူကြီးတဲ့ကနိုးထလာမှတာအမှန်တကယ်ပြောင်းလဲလာမှာဖြစ်ကြောင်းကိုဟောတော်မူခဲ့ပါတော့လေညနေပိုင်းအချိန်မှာဇာရတန်နဲ့ဒေဝဒတ်တို့တိတ်တဆိတ်တွေ့ဆုံခဲ့ကြပြီးတော့ဒေဝဒတ်ကရန်အပြည့်ဟန်ဆောင်နိုင်မဲ့လူ၃ယောက်ရှာပေးနိုင်မလားဆိုပြီးတော့မေးလိုက်ပါလေအဇာရတက်ကလူရှာပေးဖို့ကပြဿနာမဟုတ်ကြောင်းနဲ့ဒေဝရတ်မှာဘာအကျံစီရှိလဲလို့မေးတဲ့အခါဒေဝရတ်က ဒီငိမ့်အေးချမ်းမှုနဲ့ပြည့်စုံပါတယ်ဆိုရယ်ဗုဒ္ဓဟာတော်မီတွေပတ်လဲဝိုင်းနေချိန်မှာဘလောက်တည်ငိမ့်နိုင်မလဲဆိုတာတွေ့ရလိမ့်မယ်လို့ဆိုခဲ့ပါတော့တယ်။တရမှာကိုဆယ်ပင်ရာဇေဟာစီရင်တစ်ခုပြုလုပ်ဖို့အတွက်ဘုရားရှင်ကိုပင့်ဖိတ်ခဲ့ပြီးဘုရားရှင်ကြွားလာတဲ့ခါမှာခမီးတော်အကြောင်းကိုမကြာခဏအိမ်မက်မှတ်နေကြောင်းဗုဒ္ဓားတွေကိုအိမ်မက်အကြောင်းနမိတ်ကောက်ယူစေတဲ့ခါမှာခမီးတော်ရဲ့ဝိညာဉ်ဟာမကျွတ်မလွတ်ဖြစ်နေသေးမှန်သိရကြောင်းဒါကြောင့်ဖခင်ဝိညာဉ်ကျွတ်လွတ်သွားစီဖို့ရိုးရာပူဇော်ပွဲတစ်ခုပြုလုပ်ခြင်းကြောင်းကိုရှောက်ထားခဲ့ပါတယ်။ဒီတော့ဘုရားရှင်ဟာအသိပညာနဲ့ပြည့်စုံဆုံးသောသူဖြစ်တာကြောင့် ူဇော်ပွဲကိုဥဆောင်ကျင်းပဖို့ရှောက်ထားမှာဘုရားရှင်ကလက်ခံခဲ့ပြီးတော့မြေအိုးနှလုံးယူဆောင်လာစေဖို့အိုးတလုံးကိုထောပတ်တွေဖြည့်ထားပြီးတော့နောက်အိုးတလုံးကိုတော့ကြောက်ခဲတွေထည့်ထားဖို့နဲ့အိုးဝါကိုတော့အဝတ်နဲ့စီးနှောင်ထားပါလို့ဆိုခဲ့ပါတယ်။အဲနောက်မြေကန်းဆာနားကိုသွားကအိုးနှလုံးကိုမြေထဲမှာခြားထားစေလိုက်ပြီးဘုရားရှင်ကဒုတ်ပိုင်းတစ်ခုကိုကမ်းပေးကအိုးတွေကိုရိုက်ခွဲစေလိုက်ပါတယ်။အိုးများကွဲသွားတဲ့ခါမှာတော့ထောပတ်တွေကရေပေါ်မျောတက်လာပြီးတော့ကြောက်ခဲများကတော့မြုပ်ကုန်ကြပါတယ် အရိယာကိုညွန်ပြပြီးတော့ဘုရားရှင်ကရေပေါ်ကထောပတ်တွေမြုပ်သွားစေဖို့အစီရင်တွေပူဇော်ပွဲတွေလုပ်လို့မရကြောင်းထို့အတူပဲမြုပ်သွားတဲ့ကြောက်ခဲတွေကိုလည်းရေပေါ်တက်လာဖို့အစီရင်တွေပူဇော်ပွဲတွေနဲ့မလုံနိုင်ကြောင်းလူတောက်ဟာပြည်များကိုကျူးလွန်ခဲ့ရင်တင်လွန်ပြီးတဲ့နောက်မှာကြောက်ခဲတွေလိုပဲရေထဲကိုမြုပ်သွားမှာဖြစ်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ခဲ့မယ်ဆိုရင်တော့ထောပတ်တွေလိုပဲရေပေါ်မှာပုံနေလိမ့်မှာဖြစ်တဲ့ကြောင်းမိမိစိုက်ပြိုးသောအရာကိုရိတ်သိမ်းရမှာဖြစ်ပြီးတော့ကောင်းမှုကုသိုလ်ပြုခြင်းဟာအိုနာတေစတဲ့ယခုဘဝအတွက်တွေမဟုတ်ပဲ နောင်ဘဝအတွက်ပါအကျိုးခံစားမှာဖြစ်ကြောင်းဟောကြားခဲ့ပါတော့လေကိုရှေပြင်လဲဖះရှင်ဟာအမောင်ခွင်းမဲ့တမာရီဓာနဲ့အဝိဇ္ဇာကိုရှင်းပေးလိုက်ခြင်းဖြစ်ပြီးဗုဒ္ဓဟာအတုမရှိကြီးမြတ်သူပါပဲလို့ဆိုကရှစ်ခိုးဥချခဲ့ပါတော့လေဒီလိုနဲ့ရာသီတွေဟောင်းနှစ်တွေပြောင်းလာခဲ့တာအခုဆိုရင်ဖះရှင်ဟာတတ်တော်82နှစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တို့ပေမဲ့လည်းတရဝါပေါင်းကိုကဲတင်မှုရာနေစဉ်တရားဒေသနာများဟောကြားတော်မူလျက်ရှိနေမြဲပဲဖြစ်ပါလေ။ရဟန်းဘာကနေတွေလီလီပြောင်းပြီးခင့်နေလိုက် ဘတ်ဝန်းကျင်ကလည်းပြောင်းလဲသွားခဲ့ကြောင်းဒိုင်းမီကရှင်းပြပြောင်းလဲများကိုလည်းမြင်တွေ့ခဲ့ရကြောင်းနဲ့ဒီဖြစ်ပျက်တွေကြားမှာအရှင်ရဲ့အရေးအောက်ရဟန်းတစ်ပါးဖြင့်နေထိုင်ခဲ့ရခြင်းဟာအေဂျန်လွန်လာပါတယ်လို့ရှောက်တင်ခဲ့ပါတယ်